တို့နိုင်ငံမှာဘုရားဘာသာလို့ပြောပြီးတော့ဘုရားခါဆုံးမရဲ့တန်းနဲ့ဘုရားစကားဘာဖြစ်လို့နားမထောင်ရတာပါလိမ့်မလဲလို့ဘာဖြစ်လို့တော့ဆိုဘုရားဝတ်တက်လဲမတိတ်စိတ်ဘူးဘုန်းကြီးကြောင်းသွားလဲမတိတ်စိတ်ဘူးဘယ်နေရာမှာမတိတ်စိတ်ဘူးစူညံပြီးတော့နေလေးရှိကြတာတော့အံ့ဩစရာကောင်းတဲ့အနေအထားတစ်ခုနေမစင်းစားမစင်ညင်လို့ရှိရင်မသိနိုင်ဘူးဒီကိစ္စတွေစင်းစားစင်ညင်မှုကောင်းတယ်ပြီးတော့ဘာသာရေးပွဲတော့လှုပ်တာကဘာသာရေးပွဲတော့ ွင့်နေကက်ဆက်တွေတစ်ချက်နေဖွင့်လိုက်တဲ့တစ်ချက်နေကကာမတစ်ချက်နေပါဘာသာရေးနဲ့ကာမနဲ့ဆက်ကျင်တဲ့ချက်ဘာသာရေးဆိုရင်ဘာသာရေးတစ်ချက်လေးကိုဖွင့်နေအဲ့ဒီစီကံချက်တောင်မှဒီမှာမရှိမပြီးပြင်ဘူးပေါ့ဘုရားဘုရားလည်းဖွင့်နေတာဖွင့်တာဖွင့်တာကဘုရားဖွင့်လိုက်တဲ့တစ်ချက်ကဖွင့်နေတဲ့နေရာကဘုရားဖွင့်လိုက်တဲ့တစ်ချက်ကဟိုနားမကြားတာတစ်ချက်မျိုးဟ ဒါလေးကိုမစင်းစားကြဘူးလားလို့ဒီလိုပြတော်မိတာဒါကိုတယောက်တည်းလဲဘာတော့တခုမှလုံးလို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးဒါအများစုဆိုတာသို့သောလုံးဖို့ပါဒီလိုမကြိုးစားကြဘူးစကားတော့ကတောင်ပြောမိသေးတယ်အမေရိကန်နိုင်ငံကလာတဲ့ကမ္ဘာထမ်းဆရာတရားဘုံရမှာတရားဟောပြီးတော့ဘုန်းကြီးတို့ကတရားတွေကိုကြားပြီးတော့ ်ဘုပြုတဲ့အခါအဲ့ဒီကမ္မထမ်းဆရာသူမသိပါဘူးကျင်ဘာလို့လဲဆိုဘုရားခန္ဓာကိုယ်ကြီးတိုက်ဝါထိုင်ပြီးတော့ကမ္မထမ်းထိုင်ကမ္မထမ်းထိုင်ဘာကမ္မထမ်းထိုင်နေတော့မသိဘူးပေါ့တိတ်တိတ်စိတ်စိတ်ကလေးဘုရားကိုရှိမှတယ်ကမ္မထမ်းထိုင်ဘုန်းကြီးတို့ဝင်ရောက်ပြီးတော့ဝှချတဲ့အချိန်သူကဝှပြုဝှပြုပြီးတော့စကားစမြည်ပြောဘယ်ကလာတာတော့မှလောက်ဆက် သူကမမေးတော့သူစိတ်ထဲမှာသူ surprise ဖြစ်တယ်အံ့ဩရာဖြစ်တယ်ဗမာတွေဟာတဲ့ဗုဒ္ဓဘာသာကြီးရှိခဲ့တာခရမှုတာခရကိုတော်ရောဝှက်ချပြီးတော့စကားတွေပဲစူးစူးညံ့ညံ့ပြောနေကြတယ်ဒီခရစိတ်လည်းစူးစူးညံ့ညံ့စကားပြောတယ်ပြီးတော့လဲထသွားကြစကားတွေပြောကြတယ်ခရမှုလာတယ်လို့သာဆိုတယ်တဲ့ ဒိဋ္ဌိမရှိတဲ့အကြောင်းလေးကိုပြောပြဘုန်းကြီးတို့ကဘာမှရှင်းပြနိုင်မှာမရှိဘူးကဟုတ်နေတယ်လေဟုတ်နေတယ်ဆိုတော့အေးလူတွေဆိုတာဒီလိုပါပဲလို့ပဲဒီလောက်ပဲပြောရတာအဲအဲ့ဒါတို့ရှိတယ်ဘာပြင်းမှာတကယ်တော့လေဟိုမရှင်းတတ်ရင်တော့ဆက်ဆရာမကောင်းဘူးဆက်တတ်ရင်လည်းဆက်ဆရာကောင်းတယ်ဒါကိစ္စပဲဆိုရင်မဆက်တတ်တဲ့လူကတော့ဆက်ဆက်ရမှာမဟုတ်ဘူး။ဆက်တတ်တဲ့လူဆိုရင်ဆက်ဆက်တော့လေ။ဘာလို့ဆက်ဆက်အကောင်းလဲ ဘုရားရဲ့အဆုံးမခံယူပါတယ်လို့ဘုရားဘာသာတွေလို့ခံယူထားတဲ့ပုဂ္ဂိုလ်ပြောဒါဖြစ်လို့ဒီလောက်အကျင့်လေးတောင်မလိုက်နိုင်နိုင်ကြတာလေအာဩဇင်တွေ့ရအာဩဇင်